ဒါကြောင့်ဖခင်ရဲ့စကားအတန်ကို ကြားတတ်ဖို့ရန်တွားယုံကြည်သူကချက်ချင်းတော့မကြားတတ်ပါဘူးဒါပေမဲ့ချက်ချင်းမကြားတတ်လို့မကြားတော့မှလည်းမဟုတ်ပါဘူးဒါကြောင့်ဖခင်ကြောင့်တတ်တာအရေးကြီးပါတယ် ဒါပေမဲ့ဖယားစကားပြောတဲ့ဖယားကြောင့်တော့တတ်ဖို့လိုပါတယ်အာမင်ဖယားစကားပြောတဲ့ဖယားကြောင့်တတ်ဖို့လိုပါတယ်ဒါဆိုလည်းပြောကြအောင်မယ်အားလုံးကဖယားစကားပြောကြတာပဲမဟုတ်ဘူးလားဆရာ မဟုတ်ပါဘူးခင်ဗျာကျမ်းစကားပြောတဲ့သူနဲ့ဖယားစကားပြောတဲ့သူမတူပါဘူးခင်ဗျာ ကျမ်းစကားနဲ့ဖရာစကားမတူပါဘူးခင်ဗျာကျမ်းစကားဆိုတာသူ့မှာတက်တေဘာမှ မရှိတော့ညာလဲပဲသူဖတ်ထားတဲ့အရာတွေကို အစီစဉ်တကြသူပြန်ပြီးတော့မှဟောပြောတွန့်တင်တာဖြစ်ပါတယ်မနှက်ပြန်တော့မစိုးရိမ်နဲ့လို့အဲ့ဒီဆရာဟောကောင်းဟောလိမ့်မယ် ဒါပေမဲ့ तू ကပြဿနာဖြစ်လာရင်စိုးရိမ်နေသေးတယ်ဆိုရင် तू ဟောတဲ့တရားအတိုင်း तू မဖြစ်သေးဘူးဆိုရင် तू ကကြမ်းစကားဟောနေတာပါဖျားစကားမဟုတ်ပါဘူးခင်ဗျာ तू မှာအတွေ့အကြုံမရှိဘဲနဲ့စာဖတ်ပြီးတော့ဟောတော့ကြောင်းကြမ်းစကားပဲဖြစ်ပါလိမ့်မယ် ဖျားစကားကြတော့အဲ့ဒီပြောနေတဲ့သူဟာစိုးရင်စရာအခြေအနေကြုံတွေ့တဲ့အချိန်မှာငါမှဖျားရှိတာပဲမစိုးရင်နဲ့လို့ပြောတဲ့ဖျားရှိတာပဲငါဘု து မအာမကိုအဲ့ဒီဖျားအောင်မှမယုံမဲနဲ့ ငါကဖျားဖျားလို့ခေါ်နေတာအဓိပ္ပာယ်မရှိဘူးမဆိုးရိမ်နဲ့လို့ပြောတဲ့ဖျားသခင်ကိုပဲငါအားကိုးမယ်ငါဘသူမှ အာမကိုးဘူးညင်ဝတ်စွာနေပြီးဖျားလှုပ်လာမဲ့အရာကို အကောင်းဆုံးမျော်လင့်ရင်းနဲ့ဖျားကသူ့စကားကိုသူတာဝန်ယူတယ်ဆိုတာကို သူကတတ်တည်ဖျားနဲ့ရသွားတယ်အခြေအနေတစ်ခုကြောင့်အဲ့ဒီအခြေအနေတစ်ခုမှာသူ့ဘာသာသူ ဆုံးဖြတ်တာ မဟုတ်ဘဲနဲ့ညင်ဝတ်စွာနေပြီးဖျားလုံမာကိုဆောင်ပြီးတော့မှဘသူကိုမှမပြောတော့ဘဲနဲ့ဘသူနဲ့မှလည်းမတိုင်မင်တော့ဘဲနဲ့ဖျားလုတ်ကိုလုံမယ်ဆိုတဲ့စိတ်ချမှုနဲ့ဆောင်တတ်တဲ့သူကတော့ဖျားရဲ့လက်တော်ကြီးကိုမြင်ရတယ်ခမညာ အဲ့လိုမြင်သွားတဲ့အချိန်မှာ သူကတတ်တည်ရသွားတယ်ခမ ya တတ်တည်ရသွားတဲ့အခါမှာကျန်းစာကပြောတယ်လို့သူမပြောတော့ဘူးခမ ya သူကဒီလိုပြောပြီဒီဒီဟုတ်စာကဒီလိုဖြစ်ရင်ဒီလိုဖြစ်တဲ့ကြောင့်ဒီလိုဖြစ်ကိုဖြစ်တယ်ကျင်းတည်တယ်ညီကိုမောင်မတော်ဒီဘောမှာရက်ပါလို့အာမခံရတဲ့သူဖြစ်လာတယ်ခမ ya ဆိုတော့အဲ့ဒီအာမခံတဲ့သူကျွန်တော်တို့ကကြွေဝချင်းအကြောင်းပြောတာကကြွေဝလို့ကြွေဝချင်းအကြောင်းပြောတာလေ ါပေမဲ့အဲ့ဒီကြွေဝချင်းဆိုတာလေဖျားစကားအပေါ်မှာ လုံးဝစိတ်ချခဲ့တဲ့အပေါ်မှာတတ်တည်ရခဲ့တာလေအာမင်ငွေကြီးကြီးပြဿနာမဖြစ်ဘူးလားဖြစ်ဘူးပါတယ်ခမရဖြစ်တဲ့အပေါ်မှာကျွန်တော်တို့ကဒီတစ်ခါငါလူကိုအားကိုးရင် နောက်တစ်ခါလည်းလူကိုအားကိုးရမှာပဲအ အဲ့လိုအားကိုးနေရရင်ငါဖျားကိုကိုးကွယ်တယ်ဆိုတာအလကားပဲငါကဟန်ဆောင်ခရိယန်လိန်ညာတဲ့ခရိယန်တော့ငါဖြစ်မခံနိုင်ဘူးဒီဖျားစကားကိုယုံလို့ငါကခရိယန်ဖြစ်လာတာဒီဖျားစကားကိုမယုံမဲနဲ့ ခရိယံလို့ခေါ်တာကအဲ့ဒါကဟန်ဆောင်လိညာခရိယံပဲဘာသာရေးခရိယံပဲငါဖြစ်မခံနိုင်ဘူးငါကလောကရဲ့စဖြစ်ရမယ်လောကရဲ့အလင်းဖြစ်ရမယ်ငါတက်သေးထူနိုင်တဲ့သူ ဖြစ်ကိုဖြစ်ရမယ်သူများကိုအာမခံချက်ပေးနိုင်တဲ့သူဖြစ်ကိုဖြစ်ရမယ် ငါတို့ဖះကတက်နိုင်တယ်ဆိုတာကိုအာမခံရရမယ်ဆိုတဲ့သူဖြစ်ခြင်းတဲ့အတွက်ကြောင့်သေရင်သေသွားပါစေငါလူအာမကိုဘူးဆိုတော့မှဖះစကားပေါ်မှာပြက်ပြက်ရက်ခဲတဲ့အပေါ်မှာဖះရဲ့ကြီးမားသောတက်တည်ကိုရရှိခဲ့တယ်အဲ့ဒီချိန်ကစပါတခါပဲ စွန့်စားရတယ်ယုံတက်သွားတယ်တင်းအဲ့ဒီတခါလေးအရေးကြီးတယ်ဖယားကိုပြက်ပြက်တခါလေးအာကိုရတယ်အဲ့လိုအာကိုလို့တက်တယ်ရသွားနောက်တခါမှာအာကိုဘဝင်မလေးတော့ဘသူကမှအာမကိုတော့ဘူး ဒါပေမဲ့အခြေအနေကတော်တော်လေးတော့စွန်းစားရတယ်ဒုံကြည့်ချင်းမှာတော့စွန်းစားခြင်းပါရတယ်ဆရောအဲ့လိုတက်တေလေးတွေရလာတဲ့အပေါ်မှာသူများကိုတက်တေခံလို့ရလာတယ် ေမရှိဘဲနဲ့တတေခံလို့မရဘူးတတေရှိဘွာပြတနာကိုမကြောက်ရဘူးပြတနာကို ကိုနီကိုဟန်နဲ့လည်းမဖြေရှင်းရဘူး ပြဿနာဖြစ်လာရင်ဖះလက်ထဲအပ်ပြီးတော့ဖះလုံမယ်ဆိုတာစိတ်ချပြီးတော့ငြိမ်ဝတ်စွာနေတတ်ဖို့အရေးကြီးတယ်အာမင်ငြိမ်ဝတ်စွာနေတတ်ဖို့အရေးကြီးတယ်ဒါကြောင့်56ခုမြောက်သောဆာလငယ်တစ်စင်မှာငြိမ်ဝတ်လျက်နေကြလောငါကဖះသခင် ဖြစ်တည်ဟု ိမှတ်ကြလောဖယားကိုမျော်လင့်တဲ့သူကအားပြည့်တယ်အာမင်အာမင်အဒီတတ်တီရလာတဲ့သူကတတ်တီခံရင်လူပြောင်းလဲတယ်အာမင်ဖယားကိုအားမကိုးဘဲနဲ့တော့ဘယ်တော့မှတတ်တီမရဘူး ရက်တွေရတယ်